မြစည်းမ TV ကိုကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ယခုတင်ဆက်ပေးမယ့်အစီအစဉ်လေးကတော့အနုပညာရှင်နဲ့သကောက်ဝိုင်းဆိုတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ယခုတစ်ပတ်ကျွန်တော်တို့ရဲ့အစီအစဉ်မှာတင်ဆက်ပေးမှာကတော့ Rock တချင်းတွေကိုတီဆိုပြီးအောင်မြင်ခဲ့ပြီးုံသားမကအချစ်တချင်းချူချူလေးတွေကိုလည်းနှစ်ပေါင်းများစွာတီဆိုအောင်မြင်ပြီးယခုထက်တိုင်အောင်တေးရေးစရာအဖြစ်အတီးသမားအဖြစ်ကောအဆိုတော်တယောက်ဖြစ်ပါရက်တီနေစေ အောင်မြင်နေစေ Rock တေးတန်ရှင်ကိုရင်ကိုနဲ့တွေ့ဆုံခဲ့လေးပဲဖြစ်ပါတယ်။

ါတဲ့သင်းလေးပေါ့အာစနေနေ့စနေညဆိုပြီးတော့အဲ့ခွေလေးဖြတ်နာပါတယ်အဲ့ဒီခူလေးမှာပါတဲ့တင်းရေးဆရာလေးရဲ့နောက်ပြီးတော့တိခတ်ထားတဲ့ဘန်လေးပေါ့။နောက်အတန်သွင်းခဲ့တဲ့ဆူယူအဲ့ဒါလေးတည်တင်တယ်။တိခတ်ထားတာက Ambera Ambera ရဲ့음အကိုရဲ့ကြားပေါက်ရဲ့ကိုမြတ်မိုးရဲ့၃ယောက်ဒီရာ၃ပုတ်ပါတာပေါ့လေ Ambera ၇ပုတ်ပေါ့။အဲ့ဒါနဲ့ဒီကြော့စတူဒီယိုတွေကတော့ အခုဇံတီးခဲ့တာကိုဇုံရဲ့မက်ဒယ်ဇုံပေါ့နော်နဝရတ်ချားဘောက်ကတော့ဟိုသူတို့တငယ်ချင်း စတူဒီယိုမှာဂီတာတီးလိုက်တယ်အဲ့ဒါပါတချင်းရေးတာကအခုတယောက်တည်းရေးတာပါဆယ်ဘုတ်လုံးအဲ့ဒါတော့တော်တော်ထူးထူးဆန်းဆန်းဖြစ်တဲ့ကိစ္စပေါ့နော်တချင်းကိုအခုမှဘာဘလို့စိတ်ကူးလေးနဲ့ရေးပစ်သွားရလဲပေါ့နော်အဲ့ဒါလေးလည်းသိကြပါရယ်อืมတချင်းရေးပစ်သွားရဲဆိုတာတဲ့ အရင်နှောင်းက2015လောက်တုန်းကစာအုပ်ကလေးတအုပ်ထွက်တယ်စာအုပ်ကလေးဆိုတာစာရေးစရာတော့မဟုတ်ပါဘူးဒါပေမဲ့စကားပြောတာလေးကိုဝိထုတူအဖြစ်ရေးထားတာလေးတပုတ်ရှိရယ် Ringo Facebook ဆိုပြီးတော့အဲ့တော့စာစာကိုပြောချင်တဲ့ဟာလေးတွေကိုစာနဲ့ချရေးတယ်စာရွက်ပေါ်တင်လိုက်တယ်စာအုပ်ထုတ်လိုက်တယ်ပေါ့ဒါပေမဲ့ကိုပြောချင်တာလေးတွေကို melody နဲ့ပြောချင်တာလဲ ခါလည်းရှိတာပေါ့လေအဲ့တော့ melody နဲ့ပြောကျင်တဲ့အခါကျတော့ကိုပြောကျင်တဲ့စာသားလေးတွေကိုဂီတာကင်ဂီတာကောက်ကင်လိုက်တာပေါ့အဲ့ဒါနဲ့ပဲဒီချင်းဆက်ဖို့အဲဆက်လင်းငါဖို့ရေးပြတာပေါ့လေအဲ့ဒီကချင်းဆက်ဖို့လောက်ကိုအဲ့လိုပဲစနေနေ့စနေညဆိုတိုက်တောင်းနဲ့ထုတ်ဖြစ်သွားတာပါ အရင်တော့ကဒီဟိုတောက်လျှောက်ပေါ့နော်ဒီကံကောင်းရင်းလက်ဆောင်ကနေပြီးတော့စပြီးအောင်မြင်လာတဲ့တောက်လျှောက်ကဟို copy တခြင်းတွေဆိုတာများတယ်ပေါ့နော်နောက်သူများရေးတဲ့တခြင်းတွေကိုဆိုတာများတယ်ပေါ့ဟိုအဲ့တုန်းကရောတခြင်းရေးဖို့စိတ်ကူးမရှိခဲ့ဘူးလားပေါ့နောက်အခုဒီ back key ရောက်မှဘလို့ဖြစ်ပြီးတော့တယောက်တည်းတခြင်းရေးပြသွားတဲ့အကြောင်းလေးပေါ့အော်အရင်တော့ကတော့ဟိုတခြင်းရေးစရာတွေကိုအတဲဒါပေမဲ့လည်းအဲ့ဒီမှာလည်းကိုပိုင်တန်စင်တော့ထက်ဆိုပါတယ်ဒုတိယခွေရစပြီးတော့ကိုပိုင်တန်စင် စထဲဆိုဖြစ်တာပေါ့လေဥပမာ ပထမဆုံးအပုတ်ဆိုလို့ရှင်မင်းမရှိတဲ့နေ့တွေညတွေဆိုရင်အဲကိုမင်းကိုမင်းချစ်သူစာသားနဲ့ကိုညီထွက်ရဲ့မယ်လိုဒီနဲ့ပေါ့အဲ့လိုမျိုးလေးဆိုဖြစ်တဲ့အဲ့တုံးလေးကလည်းဆိုချင်ပါတယ်ဒါမဲ့လည်း copy kit ကာလာကိုဖြတ်တန်းနေတဲ့အချိန်မှာတော့ copy ကိုဆိုဖြစ်တယ်လို့ပဲပြောရမှာပေါ့လေဒါပေမဲ့နောက်ပိုင်းမှာတော့ဟိုကိုလည်းအလုပ်တွေတော်တော်အားလာပြီဆိုရင် လုံးစရာရှာလေးလုံးမယ်ဆိုပြီးတော့စာရေးတယ်စာရေးတဲ့ဒီပိုင်းကနေပြီးတော့အဲ့ဒီစာအုံမယ်လိုဒီထည့်တယ်သချင်းရေးတယ်အဲသချင်းလေးတွေရေးပြီးတော့အခုလိုခွေထွက်ဖြစ်သွားတယ်ပဲပြောရအောင်အဲ့ဒီတော့က copy သချင်းနေနောက်သူများရေးတဲ့သချင်းတွေကိုစိုးရတာနဲ့အခုကိုယ်တိုင်ဖန်တီးပြီးတော့ကိုယ်တိုင်ရေးပြီးတော့စိုးရတဲ့ခန်းစားချက်ကွာခြားပုံလေးနဲ့သိကြပါတယ်ခင်ဗျအဲ့လိုသူများရေးတာနဲ့ကိုယ်ရေးတာနဲ့ဆိုရတဲ့ copy နဲ့ကိုယ်ပိုင်တန်စင်နဲ့ ိုတဲ့နှမျိုးကိုပဲပြောချင်တာပေါ့လေ copy ဆိုရတာနည်းနည်းခက်တခဲတယ်ပြန်မှန်းတယ်သူများကိုပုံသူကူးချရတာဆိုတော့သူတို့မမိတာတော့အမှန်ပဲပေါ့ဒါပေမဲ့ကိုမန်ဒါဇင်ကိုဆိုရတာကတော့ကို့မှာလွတ်လပ်တယ်လို့မြင်တယ်လွတ်လပ်တယ်ဆိုကိုဆိုချင်တဲ့ခီးနဲ့ဆိုမယ်ကိုဆိုချင်တဲ့ voice တွေထည့်မယ်ကိုဆိုချင်တဲ့လောက်အပိုက်ပဲဆိုမယ်ကိုမဆိုချင်တိုးရင်တိုးမယ်ရှင်းရှင်းမယ်ပေါ့ တော့လွတ်လပ်ရေးရဟန်းလို့ပဲပြောအောင်ပေါ့ကိုပိုင်တန်းစင်ဆိုရဲဆိုရင်အခုဒီခွေထဲမှာပါတဲ့တခြင်းအမျိုးအစားလေးတွေကဘယ်လိုအမျိုးအစားလေးလဲခင်ဗျဒီခြင်းရဲ့အခြေခံကတော့ဒီ7ဘုံလုံးကတော့ rock စရင်ထဲမှာပဲပါပါတယ် ဒီခွေပေါ်မှာအကွက်အားရကျေနပ်မှုရှိသလားဗောနောက်ဟိုစိတ်ထဲမှာလိုအပ်ချက်တွေဘာတွေရောဘာတွေများပြောကြရင်လည်းမသိဘူးလူဆိုတာကတော့ဘတော်မှပြစ္ဆုတ်ပံကိုကျေနပ်တာမရှိပါဘူးနော်အတိတ်ကိုလည်းမကျေနပ်ခဲ့ဘူးပြစ္ဆုတ်ပံကိုလည်းအားမရပါဘူးအနာဂတ်ကိုဆက်ပြီးရှိအောင်မယ်စူးစမ်းအောင်မယ်ပုံဖော်အောင်မယ်လို့ပဲစိတ်ကူးရှိပါတယ်ဘယ်သက်ရွယ်ရောက်ရောက်ပေါ့ပရိသတ်ကအရန်တည်နေတဲ့မိကွန်းတစ်ခုရှိတယ်ပရိသတ်ကူစားပဲကျွန်တော်ကပဲမေးမေးမယ်ဗောနော် ကိုကိုရင်ကိုစထွက်လာတဲ့အချိန်မှာ rock တချင်းနေဆိုတာပေါ့ဒါပေမဲ့တချင်းအချို့လေးတွေလည်းလူတွေကအရန်ကြိုက်တယ်အဓိကတော့ကိုရင်ကိုလူတွေသိတာတချင်းချူချူလေးတွေကိုဆိုတဲ့အခါမှာအရန်သဘောကျတာပေါ့အဲ့အချိန်မှာဒီတကြံတချင်းတွေထွက်လာတဲ့တခစ်မှာလည်းတကြံတချင်းတွေမှာလည်းအုံးကြက်ကြက်ပေါက်ခဲ့တယ်ပေါ့နော်ဆိုတော့သူတို့အားလုံးကသိကျင်နေကြတယ် ringo ဆိုတာဘယ်လိုလူမျိုးလဲပေါ့နော်ဆိုတော့ကိုကိုကိုကဘယ်လို ringo ဆိုတာဘယ်လိုလူမျိုးဆိုတာသုံးသပ်ပြမလဲမသိဘူးသိပါတယ်ကိုကိုကိုလည်းသိပါတယ်ဟို ဘလို့កောင်းလဲဆိုတာဟိုငယ်ငယ်တုန်းကတော့ဒီမင်းမလာတို့อืมဒီ play boy ကိုသားနိုင်တို့ကိုအားကြခဲ့တာပေါ့လေငယ်ငယ်လေးရွယ်ရောက်လာတော့ဟိုရှေ့မှာစုံနေကြတဲ့ rock တကျဲဆိုတဲ့လူတွေကိုအားကြတာပေါ့တကယ်ခေါင်းထဲမှာရှိတာတကယ်ရင်ထဲမှာရှိတာကတော့ rock တကျဲမှာပဲဒါပေမဲ့လည်းဗမာပြည်မှာက ဟိုကိုလှုပ်ချင်တာလှုပ်နေလို့ရတဲ့ဘဝမဟုတ်ဘူးလို့ဟိုတွေ့ပါတယ်အဲ့လိုပဲကိုအရေးကိုမိသားစုအရေးကိုရှေ့ရေးတွေရှိသေးတယ်ဆိုတော့ဆိုခိုင်းတဲ့တခြင်းလေးတွေလည်းဆိုခဲ့ပါတယ်ဒါပေမဲ့အဲ့တခြင်းပေါ်မှာသစ္စာရှိပါတယ်ဥမာတခြင်းတခြင်းလဲဆိုဆိုဥမာဒီနေ့ကပဲကွယ်လွန်သွားရှာတဲ့ဥဟန်ကြီးတခြင်းတို့ဆိုခိုင်းတဲ့ဆိုရင်လည်း ဆိုပါတယ်ဒါပေမဲ့အဲ့ဒီသချင်းကိုလည်းစိတ်ဝင်စားပဲဆိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ဦးလေးတွေကိုယ့်အတော်တွေကဒီသချင်းတွေဖွင့်နေတဲ့အချိန်မှာကိုကြားခဲ့ရတယ်ဟိုနာယူခဲ့ရတယ်ဆိုတော့ဒါလေးလည်းဆိုရပါတယ်ဒါပေမဲ့ဗမာသားစစ်စစ်ကိုတော့ဘုံမဆိုနိုင်ပါဘူးသင်ခံပါတယ် April ဆိုရင်ဟို shopping mall တွေမှာဖွင့်နေတာဟိုကျင်းတ်ပါတယ်အခုချိန်ထိဖွင့်နေတော့မယ်နော်ပါတယ်ဟုတ်ကဲ့ရှင်းရပါတယ်ဟိုဒါကြောင့်ပြည်သက်ကဘာကြိုက်တယ်ဆိုတာလဲအခုသိရအခုဘာဆိုကျင်တာဆိုတာလဲအခု သိပါတယ်အဲ့တော့တိတိကြားတဲ့အပဲအခုရှင်လည်းရှိတဲ့ဥစ္စာကိုရှိတဲ့ဂီတကိုပရိသတ်လက်ခံမဲ့ slow လေးတွေပဲလဲပြောင်းပြီးဆိုပါတယ်ခုနဟိုပြောထားတဲ့အထဲမှာစောင်းလေးထွက်တာအဲ့အဖေ book ဆိုရင်စောင်းအကြောင်းပေါ့နော်ဒီအကြောင်းလေးလည်းတော်တော်စိတ်ဝင်စားစရာပေါ့အခုပဲဟိုလူစိန်နာမောဟိုလက်ဆောင်ပေးတာလေဟုတ်အဲ့ဒါလေးသူမှလည်းသိမသိကြအောင်ဟုတ်သမီးနဲ့သားနဲ့က အားပေးတာနဲ့ပြီးတဲ့ငငယ်တော့အကြောင်းတွေပြောပြောပြရတာအဲ့ဒါတွေကိုဟို January magazine တွေမှာမပါရင်လဲမဖြစ်လဲတဲ့ဆရာပေါ်မှာရေးထားပါလားဆိုတဲ့ဆရေးလိုက်တာအဲ့ဒီမှာဆရေးလိုက်တော့တပုတ်ကဟိုနက်နက်ခင်ဇာနာလက်ခံပြီးဟိုတင်ပြပေးတယ်ပေါ့ဇာနာရက်ထည့်ပေးတယ်အဲ့အဲ့ဒါလေးကတော့ဒီတမတပုတ်ပါတယ်ဟော secret တဲ့လေးနှစ်ယောက်ဆိုတော့ចောင်းတက်တော့ ကလေးလေးနှစ်ယောက်အကြောင်းရေးတယ်အဲ့ဒီကနေစရေးလိုက်တာဟာအဲ့ဒီ28ပုတ်လဲပြီရောကြောက်ောက်ကခွေလေးထုတ်ပေးတာပဲအပေါ်စောက်ကလေးထုတ်ပေးတာအဲ့ဒီစောက်ကလေးထုတ်ပြီးတော့စောက်ကလေးဖြစ်လာတယ်အဲ့စောက်ကလေးပြီးတော့စောက်ကလေးကိုရေးတယ်ဆိုရင်ဂီတာလေးကောက်ကင်လိုက်ရင်လည်းတခြင်းဖြစ်မှာပဲဆိုပြီးအဲ့တခြင်းလေးတွေပါဆက်ရေးဖြစ်တာပါကျွန်တော်တို့2000ခုနှစ်လောက်ကခရီးတွေထွက်ကြတခြင်းတွေဆိုကြတဲ့အချိန်မှာကိုရင်းကိုပြောခဲ့ဘူးတဲ့ စကားလေးတခုကျွန်တော်ပြန်အမှတ်ရတာလေးရှိတယ်ဟုတ်တူတူသွားတာဟိုမြို့ပေါင်းရာကြော်မယ်နော်ဟုတ်ပြီမြို့ပေါင်းရာကြော်မယ်တူတူသွားဆိုခဲ့ကြတာလေးတူတူနဲ့ဟုတ်ခုနကအဲ့လိုပြောခဲ့တဲ့စကားလေးတခုကျွန်တော်အခုအမှတ်သွားရတာပေါ့တချင်းဆိုတဲ့တချင်းဆိုတဲ့လူတယောက်ကလည်းစင်ပေါ်မှာယူသားရတယ်တဲ့အဲ့ဒီအကြောင်းလေးကိုကျွန်တော်အခုနည်းနည်းပြန်ပြီးတော့ TV ကြည့်နေတဲ့လူငယ်တွေအတွက်ကောပေါ့နော်အဲ့ဒါယူသားရဆိုတာတချင်းဆိုမှမဟုတ်ပါဘူးဟိုအတန်သွင်းတော့လေ ယူသားတဲ့နယ်လို့မြင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုဟိုကိုကိုကိုရှိတဲ့ကိုလေချောင်းတွေကထွက်တဲ့အတန်နဲ့ပဲယူယူသားဆိုတဲ့နယ်ကိုဒီစာသားကိုရုပ်ရှင်တစ်ခုကြည့်တယ်လို့ဝိတုတစ်ခုဖတ်တယ်လို့อืมခံစားပြီးတော့ယူယူသားဆိုမယ်ဘသူတော့ဖြင့်ဒီလိုကွန်လိုက်လို့ဒီလိုပညာရပြလိုက်လို့ဟိုကြိုက်သွားမယ်ဆိုပြီးတော့ မဆိုသင့်ဘူးလို့ပြောတာပါယူသားရဲဆိုတာယူသားဆိုတတ်တဲ့လူကဆိုတတ်သလောက်ဆိုမဆိုတတ်တဲ့လူကမဆိုတတ်သလောက်ဆိုပေါ့အဲဒါပါပဲဟိုတော့တကယ်ခံစားမှုလေးထဲ့ဖို့တခုပဲလိုတယ်လို့အခုတော့မြင်တယ်အခုလို့ဆိုအခုငငယ်ကအဒီသမားပဲဆိုမှမဆိုတတ်တာမဆိုတတ်ဘူးဆိုတာဒီ professional လို့မဆိုတတ်ဘူးလို့ပြောတာလမ်းပြီးတော့ဆိုတတ်တာပေါ့ဒါမှမဆိုခဲ့တယ် um စမမဆိုဘရောမဆိုဒီပဲတီးခဲ့တာသူများနောက်ခံတာပဲသူများဟောပဲပံ့ပိုးခဲ့တာပေါ့အဲ့တော့အဲ့တော့ဆိုတတ်တဲ့လောက်ဆို မဆိုတတ်တဲ့လောက်ပဲဆိုဟိုဘသူ့ကိုတူပြီးတော့ဆိုမယ်ဘသူ့ကိုဘယ်လိုဟိုကြိုက်စေခြင်းလို့ဆိုမယ်ဆိုတာလေးမဖြစ်စေခြင်းဘူးလို့ယူသားစေခြင်းတာကိုပြောတာပါယူသားရဲဆိုတာဟိုဟို တခြားအမြင့်ရင်းပြောတာမဟုတ်ဘူးကိုစုံနိုင်တဲ့လောက်လေးနဲ့ကိုတင်ပြရင်လည်းပြည်သက်လက်ခံလက်ခံပါပါတော့